ကမ္ဘာအကြီးဆုံးစိန်ခေါ်ပွဲသို့မဟုတ်ဘောလုံးသမားတိုင်းရဲ့ပန်းတိုင်းဟုတ်ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ကမ္ဘာအကြီးဆုံးစိန်ခေါ်ပွဲသို့မဟုတ်ဘောလုံးသမားတို့ရဲ့ပန်းတိုင်းဆိုတဲ့ခေါင်းစဉ်အောင်မှသူရှိနေတဲ့ဝေါ်ကပ်ကမ္ဘာဖလားအကြောင်းပဲဖြစ်ပါတယ်။ဘာကြောင့်ဝေါ်ကပ်ကကမ္ဘာအကြီးဆုံးအားကစားပွဲဖြစ်နေရတာလဲ။ပထမဆုံးကျင်းပစဉ်နဲ့အခုဘာတွေပြောင်းလဲသွားပြီလဲ။ဒီနှစ်ကောဘာတွေဖြစ်သွားအောင်မှာလဲ။ စတဲ့မိကုံများစွာနဲ့တူကျွန်တော်နဲ့တူဝေါကတ်အကြောင်းကိုလိုက်ပါနားထောင်ကြည့်ရအောင်ခင်ဗျာ1930ပြည်နှစ်တွင်ကဘာခလာဟုဥဒုဂွေနိုင်ငံမှာစတင်ကျင်းပခဲ့ပြီးခေတ်ဆက်ဆက်အခက်အခဲမျိုးကိုကြော်ဖြတ်ပြီးတပြေးပြေးပြောင်းလဲတိုးတက်လာတဲ့ပြိုင်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။စတင်ကျင်းပခဲ့စဉ်ကစတုံးတဲ့သားရှင်ပြိုင်နိုင်ခဲ့ပေမဲ့ယနေ့ခေတ်မှာတော့32တင်းအထိပါဝင်ခဲ့ပြီးအကြီးမားသောစိန်ခေါ်ပွဲအဖြစ်ခိုင်မာရပ်တည်နိုင်ခဲ့ပါတယ်။ ယခု2026မှာဆိုရင်ဖြစ်နောက်ထပ်ပြောင်းလဲမှုတစ်ခုအနေဖြင့်ယခင်32တင်းရှင်ပိုင်ကစားခဲ့ရာမှယခု2026ကမ္ဘာဖလားမှာဆိုရင်ဖြစ်48တင်းထိတိုးချဲ့ကပြိုင်ပွဲများကိုအရှိန်ဟုန်မြင့်ရှင်ခုစိတ်လှုပ်ရှားမှုများစွာနဲ့စောင့်ကြည့်ရမယ်နှစ်တစ်နှစ်လည်းဖြစ်နေခဲ့ပါပြီ။ကမ္ဘာဖလားပြိုင်ပွဲမှာဘုံသမားကောင်းများစွာပေါ်ထွက်ခဲ့လို့မထင်ထားခဲ့တဲ့ရာလက်တွေ မယုံနိုင်စရာအခိုက်အတန့်များစွာနဲ့ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြိုင်ပွဲတစ်ပွဲဖြစ်ကြောင်းကိုလည်းပြသနေခဲ့ပါတယ်။ကမ္ဘာဖလားပြိုင်ပွဲဟာမျော်လင့်ထားလို့မဖြစ်သက်ကြောင်းကိုလည်း1950ပြည့်နှစ်ကမ္ဘာဖလားပြိုင်ပွဲတစ်ခုမှာတော့ဘလာဇီးတင်းနဲ့ဥဒုဂွေတင်းတို့တွေ့ဆုံခဲ့ပါတယ်။အများစုကတော့ဘလာဇီးတင်းကအဖက်ခဖက်ကတာလုံနေတာကြောင့်အနိုင်ရရှိမိဟုထင်မှတ်ထားတော့လေဥဒုဂွေတင်းကမမျော်လင့်မဲနှစ်ကိုးတကူရလက်ဖြင့်အနိုင်ယူပါကမ္ဘာဖလားကိုတိမ့်ပိုက်ခဲ့ပါတယ်။ 1986ခုနှစ်ကမ္ဘာဖလားကွာတာဖိုင်နယ်ပွဲစဉ်ထဲမှာလဲဟန်နိုဂေါ့လိုလူတီများခဲ့တဲ့မာရာဒိုနာရဲ့လက်နဲ့ပုတ်ပြီးဂိုးတင်းခဲ့တဲ့အဖြစ်ပြက်ဟာလဲတမိုင်းဝင်ဖြစ်ပျက်တစ်ခုဖြစ်ခဲ့ပါတယ်။2006ကမ္ဘာဖလားဘောလုံးပွဲမှာဆိုရင်ဖြင့်ဗင်ဒေတင်းနဲ့အီတလီတင်းတို့တွေ့ဆုံခဲ့ပါတယ်။အချိန်ဘူကစားနေစဉ်အတွင်းမှာပြင်တစ်ကစားရမဇီဒန်ဟာအီတလီကစားရမမာတာရာဇီရဲ့အရှင်ဘက်ကိုခေါင်းနဲ့တိုက်ခဲ့တဲ့အတွက်အနီးကပ်ထွက်ခဲ့ရပါတယ် ထူပန်ဝဲမှာအီတလီတင်ဟာပန်နလီအဆုံးဖြတ်ဖြင့်အနိုင်ယူကပိုဆွဲခဲ့ပါတယ်။2018ခုနှစ်ကမ္ဘာဖလားပြန်ပွဲမှာတော့လေးကြိမ်ချန်ပီယံဖြစ်ခဲ့မှုတဲ့ဂျာမနီတင်ဟာအောက်စုနောက်ဆုံးပွဲစဉ်မှာတောင်ကိုရီးယားတင်နဲ့တွေ့ဆုံခဲ့ပြီးနှစ်ဂိုးကိုမရှိရလည်းဖြစ်ရှုံးနေကကမ္ဘာဖလားပြန်ပွဲမှာပထမဆုံးချိန်ဖြစ်အောက်စုစင်ကထွက်ခွာခဲ့ရပါတယ်။ဒါဟာဘောလုံးပြန်ပွဲမှာမျှော်လင့်ထားလို့မဖြစ်နိုင်ကြောင်းကိုလည်း ပြတာခဲ့တဲ့ဥမာတစ်ခုလည်းဖြစ်ခဲ့ပါတယ်။2022ခုနှစ်ကမ္ဘာဖလားပြိုင်ပွဲမှာတော့အာဂျင်နီးယားတင်းဟာအုတ်စုဆင့်ပွဲစဉ်မှာဆော်ရီအာယူဗီယာတင်းကို2ဂိုးတကူရလဒ်ဖြင့်ရှုံးနေခဲ့ပါတယ်။ထိုချိန်ကအာဂျင်နီးယားတင်းဟာ36ပွဲရှုံးဝဲမရှိစံချိန်ကိုလည်းပြတ်ပြေခဲ့ရပါတယ်။ထိုရှုံးနေမှုပြီးအာဂျင်နီးယားတင်းဟာပြန်လည်နိုးထလာပြီး2022ကမ္ဘာဖလားကိုတင်းပိုင်နိုင်ခဲ့ပါတယ်။ ဘောလုံးပြိုင်ပွဲမှာဘလူမျိုးအမားမျိုးစုံနဲ့မျော်လင့်ထားတဲ့ရာလက်တွေအဖြစ်အပျက်တွေဖြစ်နေပါစေဇွဲလုံးလချိုးစားမှုတွေကအိမ်မက်တွေကိုလက်တွေ့ဖြစ်စေတယ်ဆိုတာကိုလည်းပြသခဲ့ပါတယ်ထို့ပြိုင်ဆိုင်မှုပြင်းထန်သောကမ္ဘာဖလားပြိုင်ပွဲကိုအောင်မြင်မှုများစွာဖြင့်တိမ့်ပိုက်ထားတဲ့အတင်းတွေကတော့ဗလာဇီးတင်းက9ချိန်ဂျာမနီတင်းက4ချိန်အီတလီတင်းက4ချိန်အာဂျင်တီးနားတင်းက3ချိန်ပြင်လယ်တင်းက2ချိန်ဥရုဂွေးတင်းက2ချိန် အင်္ဂလန်တင်းကတချိန်စပိန်တင်းကတချိန်ဖြစ်အတီးဒီကမ္ဘာဖလားကိုတင်ပိုက်ထားနိုင်ခဲ့ပါတယ်။ထို့ထဲမှာမှဘလာဇီးတင်းဟာ၅ချိန်ဖြစ်အောင်မြင်မှုတရဖူးကိုဥဆောင်ထားနိုင်ခဲ့ဖြစ်ပါတယ်။ကမ္ဘာဖလားပြိုင်ပွဲရဲ့တမိုင်းတစ်လျှောက်မှာအသင်းရှစ်တင်းသာချန်ပီယံဆုကိုစုခိုးထားနိုင်ခဲ့ပါတယ်။ ကမ္ဘာအကောင်းဆုံးကစားသမားများစွာပိုင်ဆိုင်ထားခဲ့ပြီးချန်ပီယံဆုနဲ့နှီးစပ်ခဲ့ကြပေမဲ့ဖလားရယူနိုင်ခဲ့ခြင်းမရှိရအသင်းများစွာလည်းရှိခဲ့ပါတယ်။ဥပမာပေါ်တူဂီ၊နယ်သာလန်၊ဘယ်ဂျီယံစတဲ့အသင်းတွေဟာကစားသမားကောင်းများစွာရှိခဲ့ပေမဲ့လည်းအခုအချိန်ထိကမ္ဘာဖလားကိုပိုင်ဆိုင်ထားနိုင်ခဲ့ခြင်းမရှိသေးပါဘူး။ယခုနှစ်ကမ္ဘာဖလားပြိုင်ပွဲမှာတော့ဘဒူတွေကရလက်တွေအကောင်းဆုံးလုပ်ပြပြီး ချန်ပီယံဖလားကိုပိုင်ဆိုင်သွားမလဲဆိုတာကလည်းစိတ်ဝင်စားစရာတစ်ခုဖြစ်နေခဲ့ပါပြီ။1930ခုနှစ်ကစတင်ခဲ့သောကမ္ဘာဖလားပြိုင်ပွဲဒီ ှစ်ပေါင်း60ကျော်တမိုင်းတလျှောက်တွင်ရိုးရှင်းသောအားစားပြန်ဝဲထက်များစွာပုံမူခဲ့ပါသည်ဘော်လုံးသမားတိုင်းရဲ့အမြင့်ဆုံးပန်းနိုင်ဖြစ်သလိုနိုင်ငံသားရဲ့အမျိုးသားရေးစိတ်ဓာတ်ကိုစူးစီးပေးတဲ့ပွဲတော်ကြီးတစ်ခုလည်းဖြစ်ပါတယ်2026ကမ္ဘာဖလားရဲ့ပုံစံတစ်ကပြန်ပွဲရဲ့အစဉ်လာကိုအနည်းငယ်လှုပ်ခတ်သွားနိုင်တော်လဲကမ္ဘာဖလားဤစစ်မှန်သောအနှစ်သာရကိုတော့ ဘယ်တော့မှပြောင်းလဲနိုင်လာမဟုတ်ပါဘူး။ကမ္ဘာဖလားတွေရွှေစဲပစ္စည်းတက်တက်မဟုတ်ပဲနှစ်ပေါင်းများစွာစူးစားအထောက်မှုမျိုးဆက်ပေါင်းများစွာရဲ့အိမ်မက်တနိုင်ငံလုံးရဲ့ရှင်ခုန်တန်းနဲ့ပေါင်းဆက်ထားသောဘောလုံးသမိုင်းရဲ့အမြင့်ဆုံးဂုဏ်ပုဒ်ဖြစ်နေတာကြောင့်ဖြစ်ပါတယ်။လာမယ့်2026ကမ္ဘာဖလားပြိုင်ပွဲမှာတော့ချန်ပီယံဟောင်းအာဂျီနီနာအင်အားကြီးအသင်းများဖြစ်တဲ့ဘလာဇီစပိန်ဂျာမနီနယ်သာလန်စတဲ့အသင်းများစွာနဲ့ ပထမဆုံးဖလားကိုစုခုနိုင်ရန်ရည်မှန်းထားတဲ့ပေါ်တူဂီသင်းတို့အပါအဝင်အသင်းပေါင်း48သင်းပြင်းထန်သောစင်ကာပူများကိုကျွန်တော်တို့မြင်တွေ့ရတော့ပါမယ်။ကမ္ဘာဖလားပြိုင်ပွဲမှာတော့ဘယ်အသင်းကဖလားကိုကံမြောက်သွားစေကမူဘောလုံးဝါနာရှင်ပိတ်သက်များအတွက်တော့ကမ္ဘာဖလားဒီမျောလင်းချက်စိတ်လှရှားမှုနဲ့ဘောလုံးကြီးမယမနာဆွမ်းအားတို့ကိုအမြဲတမ်းကိုစားပြုနေသည့်မိသားတို့ခုဖြစ်ဆက်လက်ရှင်သန်နေဦးမှာပဲဖြစ်ပါသည်။ ထို့ကြောင့်2026ကမ္ဘာဖလားပြိုင်ပွဲမှာတော့ဘယ်သူတွေကအကောင်းဆုံးလုပ်ပြပြီးဘယ်အသင်းကပိုင်ဆိုင်သွားမလဲဆိုတာကိုတော့ကျွန်တော်နဲ့သူစောင့်မျှော်ကြည့်ရှုရင်းရင်ခုန်လိုက်ကြရအောင်ဗျာကျွန်တော်နဲ့သူလိုက်ပါနားထောင်ပေးကြတော့ပိတ်သက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာတရားလာပါတော့နေလေးဖြစ်ကြပါရဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်